လူသိမ့်လို့ရတဲ့နေမြေမှန်သမျှဟာသူ့နေမြေဖြစ်တယ်။အဲ့ဒီမြေနေမြေတွေခြေပြုတ်ပြီးတော့ပြည်နယ်ထူထောင်မယ်ဆိုရက်စိတ်ကူးနဲ့သူကအလံထောင်တာပေါ့ဗျာ။မန္တလေး PDF နောက် KIA စတဲ့အင်အားစုတွေကသူ့ကိုမကူညီတော့ဘဲနဲ့ဒီတိုင်းထိုင်ကြည့်နေတယ်။အဲ့လိုလက်လော့မပေးရင်လဲရှုံတော့မယ်အနေထားရင်ဆိုင်နေရလို့။မိုးကမိုးမိတ်ကာကွယ်ရေးဆိုတာဒေသတစ်ခု ဟိုခုခံကာကွယ်ရေးကိစ္စတက်တဲ့မဟုတ်ပါဘူး။ຫນွေဥတော်လိုင်းရေးအဆုံးဖြတ်ပေးမယ်ကိစ္စဖြစ်ပါ။ဒီချိန်တွေကຫນွေဥတော်လိုင်းရေးရှုံးပြီလားဆိုရင်မရှုံးသေးပါဘူး။ဒါပေမဲ့တားလျှော့တဲ့ကိန်းတော်လိုင်းရေးရှုံးနေတဲ့ကိန်းရင်ဆိုင်ရနိုင်ပြီဆိုရက်ဘယ်ပြည်နယ်မှစီးရရစစ်ကောင်စီကိုပြည်နယ်တစ်ခုတည်းနဲ့တိုက်နိုင်တဲ့အခြေအနေလုံးဝမရှိပါဘူး။ ဟုတ်ကဲ့ဆရာဦးတန်းစိုးနေခင်ဗျာပြီးခဲ့တဲ့အောက်တိုဘာ29 28မှာဒီစစ်ကော်မရှင်နဲ့ TNL တန်းအဖွဲ့တို့ဒီတရုတ်ရဲ့ဂျာဝင်မှုနဲ့ကုမင်းမြို့မှာသူတို့အပြစ်ရရေးသဘောတူလက်မှတ်ရေးထိုးတယ်လို့သိရပါတယ်အဲ့ဒီမှာ TNL ဘက်ကမိုးကုန်းနဲ့မိုးမိတ်ကိုနောက်ဆုတ်ပေးရမှာပေါ့နော်အဲ့လိုမျိုးသဘောတူလိုက်တယ်ဆိုတော့ဒါနဲ့ပတ်သက်ရင်ဒီစစ်ရေးရဘလို့အချင်းတွေ TNL ရင်ဆိုင်ခဲ့ရလဲဆိုတာကိုဆရာအနေနဲ့ဘလို့သုံးသပ်ထားလဲဗျ TNL အနေနဲ့ကျွန်တော်တို့ စစ်တပ်ဘက်ကတောင်းနေတဲ့မုဂုမုံမိတ်ကိုလက်လွတ်ပေးလိုက်ပါတယ်။အဲ့လိုလက်လွတ်မပေးရင်လဲရှုံတော့မယ်အနေထားရင်ဆိုင်နေရလို့။အဲ့လိုအချင်းကြီးကိုရောက်ရှိသွားတာဟာ TNL ရဲ့မူဝါဒအမှားကြောင့်ဒီကအဖြစ်ဖြစ်ပါတယ်။မူဝါဒအမှားကတော့ TNL ဟာကျွန်တော်တို့တီဘောကြောင့်မဲနောင်ချိုစတဲ့ရှမ်းမြို့သားဒေသတွေကိုစီးရသိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာ တင်းရရသိမ့်ပိုက်လို့ရတဲ့နေမြန်မှန်သမျှဟာတို့တားနေပြီဖြစ်တယ်ဆိုရက်အယူဆနဲ့အဲ့ဒီဒေသမှာတလျှောက်လုံးနိုင်ငံရေးရာကြီးစိုးလွန်မှုခဲ့တဲ့ SSPP ဖွဲ့နေပြိပခါတွေဖြစ်ကြတယ်ထိုးချချိတ်ကြတယ်အဲ့ဒါလည်းမကဘူးတို့နမ်ခမ်းမဲ့ပါလဲကျွန်တော်တို့ခရိုင်နဲ့တနတ်တံမထွက်ယုံတမဲကျွန်တော်တို့ပြိပခါတွေဖြစ်တယ်အဲ့လိုဖြစ်ရတဲ့အကြောင်းကပြည်နယ်ရကျင်တဲ့ဆန္ဒသိပ်ပြီးပြင်းပြနေတဲ့ တအံဖွဲ့ဟာ တကယ်ကတော့ကျွန်တော်တို့အရှိမြောက်မြောက်ပိုင်းရှမ်းပြည်ဒေသမှာရတဲ့2029အောင်မြင်မှုတွေအချိန်ဝါကြောင့်ရရှိလာတဲ့စီးအောင်ပွဲတွေမဟာမိတ်တွေရဲ့ပံ့ပိုးမှုတွေအဲဒီမဟာမိတ်တွေရဲ့ပံ့ပိုးမှုဆိုတာရှမ်းမန်းစစ်စင်ကြီးထဲမှာပါနေတယ်။အင်အားစုတွေအားလုံးကိုသူကကြောခိုင်းပြီးတော့လူသိမ်းလို့ရတဲ့နေမြေမှန်သမျှဟာသူ့နေမြေဖြစ်တယ်။အဲဒီမြေနေမြေတွေခြေပြုတ်ပြီးတော့ ပြည်နယ်ထူထောင်မယ်ဆိုတဲ့စိတ်ကူးနဲ့သူကအလံထောင်တာပေါ့ဗျအဲ့လိုဖြစ်လာတဲ့အခါမှာစစ်ကောင်စီကတောင်ခန်းကိုအားဖြည့်ပြီးတော့နောင်ချိုကိုသိမ့်ပိုက်ဖို့အတွက်ဘယ်နှဘက်ကနေပြီးတော့စစ်စင်ရေးတွေလှုပ်လာတဲ့အချိန်မှာသူရံပြုတ်ခဲ့တဲ့ SSPB နောက်ပြီးတော့မန္တလေး PDF နောက် KIA စတဲ့အင်အားစုတွေကသူ့ကိုမကူညီတော့ဘဲနဲ့ဒီတိုင်းထိုင်ကြည့်နေ နောက်ဆုံးစစ်ကောင်စီကတောင်းလာတဲ့အခါမှာမိုးကုံမုံမိကမေဖို့တီသဘောတူလျက်ရတဲ့ချိန်ပါ။ဒါကြောင့်ဒီဖြစ်ရခံနေပြီးတော့ဗာသင်္ကန်းစာရရတယ်လို့ဆိုတော့ကျွန်တော်တို့ဗမာပြည်မှာဖက်ဒရယ်ပြည်ထောင်စုထူထောင်တန်ရေးအတွက်ကျွန်တော်တို့အရေးကြီးတဲ့နိုင်ငံရေးသဘောထားတွေကိုထုတ်ဖော်ကြားတဲ့နေရာမှာဗမာလူမျိုးကြီးဝါဒရဲ့ဖိနှိပ်မှုတစ်ခုတည်းချက်မလုံလောက်ဘူး။တန်းသားလူမျိုးအသီးသီးရဲ့ ကိုဒေသကိုစစ်ကောင်စီကင်းစင်ရင်ကိုဒေသကိုလွတ်မြောက်ရင်ရပြီဆိုရဲကျင်းမြောင်းနဲ့အမျိုးသားရေးအမြင်ကိုပါဆန့်ကျင် တိုက်ဖြတ်ဖို့လိုတယ်။ဘယ်ပြည်နယ်မှကျွန်တော်တို့စီရရစစ်ကောင်စီကိုပြည်နယ်တစ်ခုတည်းနဲ့တိုက်နိုင်တဲ့အခြေအနေလုံးဝမရှိပါဘူး။ကျွန်တော်တို့အဲ့လိုသုံးသပ်ပါတယ်။ဟုတ်ကဲ့ဆရာဒါပေမဲ့အခု TNL နောက်ဆုံးလဲရတာကဟိုတစ်တုံညာနှစ်ကိုစစ်စစ်ရဒုတိယလိုင်းမှာရခဲ့တဲ့မြို့၅မြို့ပေါ့နော်။ ပထမဆိုင်မှာရခဲ့တဲ့ဟိုခုနှစ်မျိုးအနေထားကိုတော့ DNL ရဆက်ပြီးတော့သူတို့ထဲချုပ်နိုင်မယ်အုပ်ချုပ်နိုင်မယ်အနေထားရှိတော့ဒီအလားအလာကရောဒီတိုက်ဆက်ပြီးတော့ဟိုတည်ငြိမ်နိုင်လားဒီတိုက်ဆက်ပြီး DNL နေနဲ့ဒီနယ်မြေတွေကိုထဲချုပ်နိုင်မယ်အနေထားရောဟိုခိုင်မယ်လို့ထင်လားဟိုအရှိအလားလာပေါ့နော်ဘာဘာများဆက်ဖြစ်နိုင်သေးလဲအခုကတော့စစ်တပ်ကရန်သူကသိမ့်များနေတဲ့ခါမှာ DNL နဲ့တော့ဆက်ဆက်ရေးလုံးပေါ့နောက်ပြီးတော့ DNL ကိုအရင်နှုံးကသူပေးထားတဲ့ ကိုယ်ဝန်ချုပ်ရေးတိုင်းဒေသပေးတာကိုမြို့နယ်အချို့တော့တိုးချဲ့ပြီးပေးနိုင်ပါတယ်။အဲ့ဒီလိုလုပ်ရတာဘလောက်ဖြည့်ရှင်းချနိုင်တယ်လဲဆိုလို့ရှင် သူစိုးမိုးချုပ်ကင်နိုင်မှုပြည်နယ်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုသိမ့်ပိုက်စိုးမိုးအုပ်ချုပ်လာနိုင်တဲ့အခြေအနေတရအောင်ရောက်လို့ရှင်2008ဖွဲ့စည်းဟိုခြေကဥပဒေရကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါလိမ့်2008ဖွဲ့စည်းဟိုအခြေခံဥပဒေမနာခံတဲ့လက်မခံတဲ့ ဒေသတွေတိုင်းသားဒေသတွေတော့ဆင်ရင်အားသုံးပြီးတော့အကုန်လုံးပြင်းနေမှာပါအဲ့ဒီအခါကျတော့အားလုံး88အလွန်ကာလကိုပြန်ရောက်ကြမှာပါတချို့ကငင်းငန်းကြီးယူထားမယ်တချို့နေရာတွေမှာကျွန်တော်တို့စစ်ရဆဲထားမယ်သို့တော့သူတို့ဌာနချုပ်တွေနဲ့သူတို့တပ်ချုပ်တွေကတော့ဆက်ရှိပြီးတော့ကြိုးကြားကြိုးကြားမောင်းမြင်တဲ့တိုက်ပွဲတွေဆက်ပြီးတော့ရှိနေနေမှာပြည်တွင်းစစ်ကတော့ဆက်ရှိနေမှာ ဒါပေမဲ့တန်းသားဒီအနေနဲ့စေဟနာရှင်စနစ်ဖြတ်သိမ်းရေးနောက်ပြီးတော့2008ဖွဲ့စည်းရေးအုပ်ချုပ်ပုံအခြေခံဥပဒေကိုဖြတ်သိမ်းရေးဆိုတဲ့လုပ်ငန်းစဉ်တွေကအောင်မြင်တော့မှာမဟုတ်ဘူးတစ်ချိန်တည်းမှာ Federal Democracy ထူထောင်ရေးအိမ်မက်လေပြိုခွဲသွားတဲ့အနေအထားတော့ရောက်ရှိပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်အခုစစ်တပ်ကအနေအထားပေါ့နော်တစ်တုံညာနှစ်ကိုဒုတိယလိုင်းအခုမှစစ်တပ်ကတော်တော်အလူးလဲခံရတယ်အခုချိန်မှာ तू ကပြန်ပြီးတော့ဆုတ်ပေးဖို့အထိ तू ြောလာနိုင်တဲ့အနေအထားစစ်တပ်ကပြန်ပြီးတော့ဘလောက်ထိနလန်ထူသွားတယ်လို့ဆရာပြောနိုင်မလဲဗျအဲ့ဒါကိုအချင်းချင်းတစ်ခုလုံးကိုခြုံပြီးတော့ကိန်းကနန်းသဘောနဲ့ပြောရလို့ရှိရင်ကျွန်တော်တစ်တုံညာနှစ်ခွန်စီလှုပ်ရှားမှုနောက်ပိုင်းမှာနိုင်ငံတကာကအတိမတ်ပြုထားတဲ့အခြေအနေဟာကျွန်တော်တို့စစ်ကောင်ကော်မရှင်ကစုံမုံအုပ်ချုပ်ထားတာမြို့ပြတွေနဲ့ကျေးလက်ဒေတာ30ရာခိုင်နှုန်းမှရှိတယ်။တိုင်းသာလက်နက်ကင်အဖွဲ့တွေနဲ့ အညာဒီသားကအခုပိုင်းအင်အားစုတွေစုံမိုးထားတဲ့နေမြေက90ရာခိုင်နှုန်းရှိပါတယ်30 90ရာခိုင်နှုန်းချိရပါတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာစစ်တပ်ပြိုကွဲလို့မဖြစ်ဘူးဆိုတဲ့တရုတ်ရဲ့မှားယွင်းတဲ့ policy နဲ့ကျွန်တော်တို့ပြည်တွင်းရေးကိုဆွက်ဖက်ပြီးတော့စစ်တပ်ပြိုလဲမတော်အောင်သူကတော့ရတဲ့နည်းနဲ့ကူညီမယ်ဆိုပြီးတော့စီရေးနော်အဲဆီလန်ရဲ့ပစ္စည်းတွေဘာနာကြီးနောက်ပြီးတော့စစ်မှုထမ်းဥပဒေတွေပြဋ္ဌာန်းပြီးတော့ လွတ်လိုက်တဲ့အခါမှာကျွန်တော်တို့သေကောင်ပေါင်းလဲဖြစ်နေတဲ့စစ်ကောင်စီတပ်ဟာပြန်ပြီးကောင်းထောင်ထားနိုင်တယ်အခြေအနေရှိတယ်အဲ့ဒီအခြေအနေတည်းမှာအထူးသဖြင့်ပြည်နယ်တစ်ခုချင်းအနေနဲ့ပြောရရင် TNL လို့ဒေသတွင်းမှာလူမျိုးရေးရပဋိပက္ခတွေနဲ့မိဖက်အင်အားစုတွေကိုရန်ပြုတ်တဲ့အတွက်ရန်လိုတဲ့သဘောထားတွေဖော်ပြလိုက်တဲ့အတွက်စစ်ကောင်စီရဲ့ပြန်လည်ထိုးစစ်ကိုမခံနိုင်မဲနဲ့ဒီနေ့ကာလမှာအရှုံးနဲ့ရင်ဆိုင် ဲ့တော့ကျွန်တော်ပြောချင်တာကအခုစစ်တပ်ကပြန်လည်ထိုးစစ်တွေဆင်နွှဲလာတဲ့အောက်မှာ အခုအကျိုးစားကဘယ်လိုပြောင်းသွားလဲဆိုရင်50 50ဖြစ်တော့ပါစစ်တပ်ကမြို့ပြနဲ့နော်သူ့ရဲ့ကျေးလက်ဒေသ50ရာခိုင်နှုန်းနောက်ပြီးတော့တိုင်းသာတော်လိုင်းအင်အားစုတွေက50ရာခိုင်နှုန်း50 50အချင်းကြီးပါဒါကြောင့်ဒီချင်းတွေကလူဦးတော်လိုင်းရှုံးပြီလားဆိုရင်မရှုံးသေးပါဘူးဒါပေမဲ့ ီတိုင်းဆက်ပြီးတော့သွားကြလို့ရှင်ဆိုလိုတာမကြီးမညွတ်နဲ့ကိုရတဲ့နည်းကိုဟာကိုအာနာထူထောင်ပြီးတော့အစိုးရဖွဲ့မယ်ဆိုရဲကျင်းမြောင်းတဲ့မျိုးသားရေးစိတ်ကူးနဲ့စစ်ကောင်စီကိုရင်ဆိုင်လို့ရှင်ကျွန်တော်ပြောခဲ့တယ်အခု90 90ကနေပြီးတော့နောက်ပိုင်းတားလျှော့တဲ့ဂိမ်းဒေါ်လာရေးရှုံးနေတဲ့ဂိမ်း88ခုနှစ်ကကျုံဆုံခဲ့ရတဲ့ကံကြမ္မာမျိုးကိုကျွန်တော်တို့တိုင်းပြည်ထပ်ပြီးရင်ဆိုင်ရနိုင်နေပြီဆိုရဲ အခြေအနေတရားကိုရောက်ရှိတော်ပြီလို့ကျွန်တော်သုံးသပ်တယ်။ဟုတ်ကဲ့အဲ့တော့နောက်ထပ်ထူးခြားတစ်ခုကတော့အခု TNL ကမိုးကုန်းနဲ့မိုးမိတ်ကိုနောက်ဆုံးမယ်ဆိုတာကဟို MND လာရှုကစုတ်တံနဲ့အလားတရံမတူတာကိုကျွန်တော်တွေ့ရတယ်။အခုသူတို့စုတ်မယ်ဆိုတာမိုးကုန်းမိုးမိတ်မှာကကျွန်တော်တို့ဟိုမန္တလေး PDF တွေရှိတယ်မိုးကုတ် viewer ရှိတယ်အကုန်လုံးဒါအတူတူတိုက်ခဲ့တာပေါ့နော်အဲ့တော့ PDF တွေရှိနေတဲ့အတွက် PDF တွေလည်းအခုသတင်းစကားအရဆိုရင်သူတို့ ဘာမှညှိနှိုင်းတာလည်းမရှိဘူးဒီတိုင်းပဲစုပ်ပေးမယ်လို့ပြောတယ် DNA တွေကအဲ့တော့ PDF တွေကဒါကိုပြန်ပြီးတော့မိုးကုန်းနဲ့မိုးမွေးကိုချုပ်ကင်ထားမယ်အားလုံးအင်အားတွေစုနေတယ်မန္တလေး PDF ကောအခုမြင်းကြံကရောမိုးကုန်း view အားလုံးပေါ့နော်အဖွဲ့တွေအားလုံးအဲ့လိုမျိုးတာစုနေကြတယ်အဲ့လိုလက်မလို့ရေး PDF တွေကစူးစမ်းမှုကရောဘယ်လောက်ထိအလားအလာရှိလဲဆရာအဲ့ဒီပေါ်ဆရာဘယ်လိုသုံးသပ်ပေးလို့ရမလဲအဲ့တော့အဲ့ဒါရဲ့အလားအလာနဲ့ပတ်သက်ပြီးတော့မပြောခင်မှာ တကယ်လို့မိုးကုတ်မိုးမိတ်ကိုကျွန်တော်တို့စစ်ကောင်စီကလိုလိုလားတဲ့အတိုင်း DNL ကလွှဲပစ်လိုက်တာမျိုးဟာတကယ်ကြတော့သူစစ်ရှုံးတယ်လို့မခုကမကာကွယ်နိုင်လို့နောက်ပြီးတော့သူ့ကိုညီကိုတိုင်းရင်းသားအင်အားစုတွေဘယ်ဖွဲ့ကမှမကူညီဘဲနဲ့လက်ပိုက်ချနေလို့ဆုံးရှုံးရတယ်ဆိုရဲစိတ်နဲ့ DNL ကအဲ့ဒီခင်းချင်းဖန်တီးလိုက်တာဒါပေမဲ့အဲ့ဒီခင်းချင်းကိုကျွန်တော်တို့ကမကာကွယ်ဘူးဆိုလို့ရှိရင် န် PDF အနေနဲ့မန်ဒေတာကနေပြီးတော့ကျွန်တော်တို့ရှုပ်ခွာပေးရနိုင်ပါတယ်စစ်ကောင်စီကိုကျွန်တော်တို့မိုးမိုးမိတ်ပေးလိုက်ပြီးဆိုလို့ရှိရင်မန်လေးမြို့မြောက်ဖက်မှာရှိနေနယ်မြေတွေပေါ့ဗျာတပိတ်ချင်းတို့เนาะစတဲ့အဲ့ဒီနယ်မြေတွေအလုံးဟာစစ်ကောင်စီရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိသွားတော့ပေါ့အဲ့ဒါဆိုရင်မန်လေးတိုင်းရင်းမှာလုံနေစစ်စင်ကြီးတွေကဘယ်ရောက်သွားတော့မလဲဆိုရင်စကိုင်းမကွေးဘက်ကိုဆက်ပြီးတော့တိုက်ခိုက်တော့ ပြောကျင်တာကတော့အခုအချိန်ကြီးဟာစီရီယာပြောရင်ခုနလို50 50အချိန်ကြီးရှိနေပါသေးတယ်။ဒါပေမဲ့မိုးကုတ်မုံမိတ်ကိုကျွန်တော်တို့ကဖက်ပြီးတော့ကာကွယ်မှုမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ຫນွေဥတော်လှန်ရေးရဲ့အသေးနှလုံးဖြစ်တဲ့အညာဒေသတစ်ခုလုံးစစ်တပ်ကဆက်လက်ပြီးလွန်မိုးကြီးစိုးသွားမယ်အလားအလာရှိနေပါတယ်။ဒါကြောင့်မိုးကုတ်မုံမိတ်ကာကွယ်ရေးဆိုတာဒေသတစ်ခု ဟိုခုခံကာကွယ်ရေးကိစ္စတက်တယ်မဟုတ်ပါဘူး။နှွေဦးတော်လှန်ရေးအဆုံးဖြတ်ပေးမယ့်ကိစ္စဖြစ်ပါတယ်။အရေးကြီးတာကအညာဒေသတပေါင်းစုတရပေါ်ပေါ်ရေးတွေခွန်လန်းတရဖြစ်တယ်ဆိုတာမြင်ဖို့တော့ကောင်းပါလေ။ဒါကြောင့်ကျွန်တော်တို့အခုချိန်မှာမုတ်ကုတ်မိုးမိတ်ဒေသမကြရေးတွေဆက်လက်တိုက်ပွဲဝင်မယ်ဆိုရယ်မန်လီ PDF တီကိုကျွန်တော်တို့အညာ PDF တီအားလုံး ပါဝင်ပြီးတော့ကုညီတိုက်ခိုက်သွားဘူးလိုအပ်တယ်အဲ့ဒီတိုက်ပွဲရှုံးလို့ရှိရင်ကျွန်တော်တို့နေဟုတော်လိုင်းကြီးအောင်ပွဲရဲ့တော်လိုင်းကြီးနဲ့ပတ်သက်တဲ့အချိုးအစားပြောင်းသွားလိမ့်မယ်ဆိုကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်မိုးကုတ်မိုးမိတ်ရသွားမယ်မန်းလင်းမြောက်ပိုင်းလဲထိန်းချုပ်မှုရှိသွားပြီဆိုတာနဲ့ဒီဘက်နဲ့စကိုင်းမခွေးနယ်ဒီဘက်ကိုဝင်တော့မှာအဲ့တော့ຫນွေဦးတော်လန်ရေးဟာ90 90ကနေပြီးတော့ 80 30ပြန်ရောက်ပါလေ။ကြောင်းမြန်ဖြစ်ပါတယ်။ဆိုလိုတာကစစ်ကောင်စီကလွှမ်းမိုးတဲ့နေမြေ80ရာခိုင်နှုန်းရှိလာပြီးတော့ကျွန်တော်တို့လက်နက်ကင်ဖွဲ့စည်းတွေရဲ့ချိုးမှုတဲ့နေရာဒေသဟာ30လောက်ပဲရှိနိုင်တဲ့အခြေအနေပါ။အဲ့တော့ပြည်တွင်းစစ်ကတော့ဆက်ရှိနိုင်ပါတယ်။ဒါပေမဲ့ຫນွေဦးတော်လိုင်းရဲ့ရည်မှန်းချက်တွေကတော့ဆုံးရှုံးသွားပါလိမ့်။ဆိုလိုတာကဘက်ဒရယ်ဒီမိုကရေစီမတည်ဆောက်နိုင်ဘူး။ကျွန်တော်တို့ဆရာနယ်ရှင်စနစ်မပြတ်သေးနိုင်ဘူး။ မူလပြည်တွင်းစစ်အနေထားတည်ရောက်ရှိတော့ပါလိမ့်။80-30ကြောင်းမြန်ချိုးစားနဲ့ရပ်တည်ရမယ့်အခြေအနေဖြစ်ပါလိမ့်။လက်နက်ခဲရန်ရရှင်ပြိုင်မှုမှာဟိုအခက်ခဲရှိနိုင်လားပေါ့။အဲအဲ့ဒီပုံမေးတာပါ။ဟောအဲ့ဒီဟာနဲ့ပတ်သက်လို့ကတော့ကျွန်တော်တင်တာအေးအေးမှာအဝေးပြင်းအမြောက်တွေမရှိပါဘူး။ကြီးစံလည်းမရှိပါဘူး။အဲ့ဒါတွေဘယ်ရရတာလဲ။ချိန်မွေးတိုက်ပွဲရရတာ။အဲ့တော့ကျွန်တော်တို့အနေနဲ့မျော်လင့်စရာရှိတာ စီရရအနိုင်တိုက်နိုင်နေဆိုတဲ့ပိုင်းဖြတ်ချက်နဲ့မြန်မာတဲ့စိတ်ဓာတ်နဲ့စစ်ကောင်စီတပ်ကိုကျွန်တော်တို့ခြေမိုးရေးတိုက်ပွဲတွေဆင်မို့ဟာကျွန်တော်တို့ရဲ့အဓိကစစ်လက်နဲ့ရေတောင်းမြစ်ဖြစ်ဒါဟာ2029လှုပ်ရှားမှုကလည်းနမူနာပြပြီအခုအေရပြန်တိုက်နေတဲ့သင်္ဘောတွေကိုပြင့်နေတဲ့အမြောက်တွေဟိုဟော်ဝေဇာတွေအမြောက်တွေအားလုံးကချိန်မုန်းလို့ရတာပါချိန်မုန်းနိုင်တဲ့စိတ်ဓာတ် ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဒီမှာရှိပါတယ်။ဒါကြောင့်မို့ဒီနေ့ကာလမှာ သူမသားကိုမသားအခြေအနေမှာကျွန်တော်တို့ကစိတ်တက်ရရရနော်မြင်မာတဲ့တိုက်ခိုက်ရေးစိတ်တက်နဲ့ညီညွတ်တဲ့ပေါင်းစုမှုကနေကျွန်တော်တို့အောင်ပွဲတွေကိုဆက်ရယူနိုင်တဲ့အနေအထားရှိပါတယ်။အဲ့လိုမှမဟုတ်လို့ရှင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ကျွန်တော်တို့စစ်ကောင်စီတက်တဲ့အခြေပုံခံရမယ်။ကံကြမ္မာနဲ့ရင်ဆိုင်ရမယ်အနေအထားရှိပါတယ်။အထူးသဖြင့်အညာအမြေမှာရှိနေတဲ့ မြန်မာလက်နက်ကင်အင်အားစုတွေအလုံးအဲ့ဒီအတွက်စဉ်းစားပြင်ဆင်ကြဖို့လိုတဲ့အချိန်ရောက်နေပြီလို့ကျွန်တော်ကတော့သတ်ပါတယ်။ဟုတ်ကဲ့အခုမိုးကုန်းနဲ့မိုးမိတ်ခုခံရေးအတွက်အာပြည်ပြည်မှာရှိတဲ့ PDF ရဲ့အသီးသီးကတော့ကြေညာချက်တွေထုတ်ပြီးတာဟိုစုပေါင်းခုခံဖို့စ조사နေတယ်။ဒါပေမဲ့ဒီနေသားမှာ NUG နေနဲ့ကနှုတ်ဆက်နေတာကိုတွေ့ရပါတယ်။ဆရာအဲ့ဒါဘာကြောင့်လို့ထင်လဲ NUG ကဘာကြောင့်အခုချိန်မှာနှုတ်ဆက်နေလဲ။နောက်သူတို့အတွက်ကိုအပါအများအကြံပြုလို့လဲ။ကျွန်တော်အမြင်ကတော့ NUG ကြောင်းလည်းကျွန်တော်တို့၄နှစ်လောက်ပြောခဲ့ရပြီပါ NUG ကစည်ရရအနိုင်တိုက်ဖို့ဆိုရယ်စဉ်းစားချက်ကိုမရှိခဲ့ပါဘူးသူတို့ကနိုင်ငံရေးရနော်ရွေးကောက်ခံပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုရယ်ကိစ္စနဲ့အရယူပြီးတဲ့အခါမှာသူကနိုင်ငံတကာကအကူအညီတွေကိုသူကတရားပုံစံမျိုးနဲ့ရပ်တည်ပြီးတော့ပြည်သူတရားလုံးကနိုင်ငံတကာကနေပံ့ပိုးတဲ့ငွေကြေးတွေကိုဟောတိကံဖြစ်အောင်လုပ်ခဲ့တဲ့အတွက်ဒီနေ့ကာလမှာသူ့တပ်ဖွဲ့တွေကိုစစ်တိုက်ဖို့အတွက် လက်နဲ့ကြည်စမ်းဝယ်ပေးဘူးစစ်စစ်ပြီးဘူးပတ်ဆံရှိတော့အဲ့ဒီရှင်းကိုလည်းမရှင်းနိုင်ကြတော့ပါဘူးအထွေထွေထိုးစစ်ဆိုတာကို ပြောနေပဲဘာထိုးစစ်မှမလုပ်ပါဘူးအဲ့ဒါကိုအညာကလက်နဲ့ကင်ဖွဲ့စည်းတယ်လေသိပါတယ်အန်ယူဂျီအဲ့ဒါကိုပြုပြင်လေးလုပ်မယ်ဆိုပေမဲ့ဒီနေ့ချိန်မှာနောက်ချနောက်ကျသွားပါအန်ယူဂျီပြုပြင်လုံနိုင်စရာအကြောင်းလည်းမရှိပါဘူး။နောက်ပြီးတော့အထွေထွေထိုးစစ်လည်းဆင်နွှဲစရာမရှိပါဘူး။ ပြန်လည်ထိုးစစ်တော့လုံးမဲ့စည်းပြင်ဆင်မှုနဲ့လှုပ်ရှားမှုကျွန်တော်တခုမှမတွေ့ဘူးအဲ့တော့ကိုထူကိုထပဲကျွန်တော်တို့ကဒီတော်လန်ရေးကိုဆက်ပြီးတော့လုပ်ကြအောင်ပြောချင်တာအညာဒေသမှာရှိနေတဲ့ NUG အောက်ကလက်နက်ကင်တပ်ဖွဲ့တွေလေအခြားသောညောညင်းအောင်ဘာမှလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့စည်းရေးရလှုပ်ရှားမှုတွေဆက်လက်ပြီးတော့လုံဆောင်သွားကြဖို့လိုတဲ့အချိန်ဖြစ်ပါ NUG ဟာသူ့ရဲ့နော်ချင်းရောကွန်မန့်တွေဘာတွေကြီးကျယ်တွေရှောက်ပြောနေပဲခွင်။သူပြောတဲ့အတိုင်းနာဂနဲ့တိုင်ရင်ကဆင်းရဲအောင်မရှိပါဘူး။နောက်တစ်ခုကအဲ့ဒီအင်အားစုတွေကလည်းပတ်ဆံရမှာစစ်တိုက်မယ်အဖွဲ့တွေဖြစ်နေပါတယ်။အဲ့တော့ပြောချင်တာကတော့ NUG ရဲ့စီးလှုပ်ရှားမှုတွေအားလုံးကဒီတိုက်ပွဲကြီးကိုဆက်တင်နိုင်မှုအတွက်နောက်ကျသွားပြီ။ဘာပြုပြင်ရေးမှလှုပ်လို့မှမရနိုင်တော့တဲ့အခြေအနေကို ဆက်ရောက်သွားပြီလို့ကျွန်တော်တို့ကသုံးသပ်ပါတယ်။အဲ့တော့သူကောင်းမှုပြုနိုင်တာကတော့တခုပါပဲ။သူ့စီမှာရှိနေတဲ့တပ်ဖွဲ့တွေ။နောက်အဲ့ဒီမှာရှိနေတဲ့လက်နက်ခဲယမ်းမိကြောက်တွေ။အဲ့ဓာတွေကိုအညာမှာရှိနေမြန်မာလက်နက်ကင်တပ်ဖွဲ့တွေကိုလွှဲပြောင်းပေးပြီးလွတ်လပ်စွာသူတို့သဘောဆန္ဒအရသူတို့ပါဝင်ဆောင်ရွက်မှုကို NUG ကတရားဝင်ကျွန်တော်တို့အသိမှတ်ပြုပြီးတော့ဗမာတော်လှန်ရေးတပ်ပေါင်းစုကြီးတရားပေါ်ထွန်းရေးကို အားပေးတယ်။အဲ့ဒီလူလည်းလုံးတယ်။အဲ့ဒီအတိုင်းလည်းလိုရမှာဖြစ်ပါတယ်။အဲ့လိုမှပါဝင်လည်းရပါတယ်။ဒါပေမဲ့အဆုံးသတ်ကတော့အလုံးစစ်ကောင်စီခြေမုံတာတုတ်တင်တာခံရမယ်ကံကြမ္မာနဲ့ကြုံလိမ့်မယ်လို့ကျွန်တော်တို့ကြိုးပြီးတော့ခုပြောချင်တာပါ။ဟုတ်ကဲ့ဆရာအဲ့တော့မောကုတ်မိုးမိတ်ခုကံရေးကဒီຫນွေဥတော်လန်ရေးရဲ့ဒီအလှဲ့ပြောင်းကိုဖြစ်စေတော့မယ်ဆိုတဲ့အနေထားမျိုးဟိုပြောရင်မှန်မလားနောက်ဆုံးအနေနဲ့ဆရာကတုံ့တက်ပေးပါ မှတ်မှားတယ်အဲ့တော့အခုကတော့50 50 50ကနေပြီးတော့ကျွန်တော်တို့ဘာကပြန်ဖြစ်သွားမလဲဆိုတော့30 80ဖြစ်သွားကျွန်တော်ရာ88အလွန်ဗမာပြည်ပြည်တွင်းစစ်အနေအထားကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်ရှိတော်လေစစ်ကောင်စီရဲ့လက်စားချေမှုကိုကျွန်တော်တို့အဆုံးတိုင်ကုန်ခံရလိမ့်မယ်လို့ပြောချင်ပါတယ်အဲ့တော့အဲ့ဒီအချိန်ကြီးအရောက်ခံမလားဒါမှမဟုတ်လို့ရှင် ပြန်လာခုခံတဲ့စစ်ပွဲကိုအရှိန်ဟုန်မြင့်တင်ပြီးတော့ ညင်ညွတ်တဲ့တမုံစုခွဲ့နိုင်မှုကြိုးစားကြမလားဆိုတာကိုအားလုံးကိုမေးမြန်းနေတဲ့အချိန်ခါဖြစ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဟုတ်ကဲ့ဆရာဦးတန်းစိုးနိုင်အခုစစ်တပ်နဲ့ TNL ကြားဟိုအပြည့်ရရေးပေါ်မူတည်ပြီးတော့ຫນွေဦးတော်လိုင်းရဲ့အလှည့်ပြောင်းဖြစ်နိုင်ခြင်းအခြေအနေအစုံစုံကိုသုံးသပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ။ဟုတ်ကဲ့ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်